အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလျှတာပဲဖြစ်ပါတယ်3လပိုင်းတလာတာစနေသားမီးများနဲ့ပတ်သက်ပြီးရောဒီဟောစရက်နဲ့အထူးရေတရားလေးလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့စနေသားမီးများကိုကျွန်တော်အရင်ကပြောချင်တာတော့ဒီလမှာ ကိုလုံးတက်မြကိစ္စတွေကိုပြန်ရိတ်သိမ်းရတဲ့လပါရှိရှိရှိလာတွေမှာကိုကောင်းတာလုပ်ခဲ့ရဆိုရင်ဒီလမှာကောင်းတဲ့အကျိုးကျေးဇူးတွေကောင်းတဲ့ရလဒ်တွေကောင်းတဲ့အခြေအနေတွေ ကောင်းတဲ့တရင်တွေကိုကြားမယ်လားအေးကိုကအရှိလာတွေမှာမကောင်းတာတွေလုပ်ခဲ့တယ်ဟိုမကောင်းတဲ့ကိစ္စတွေလုပ်ခဲ့တယ်မကောင်းတဲ့အရာတွေလုပ်ခဲ့တယ်ဆိုဒီလမှာအဲ့မကောင်းတဲ့အရာတွေလုပ်ခဲ့ခြင်းရဲ့အကျိုးကျေးဇူးတွေ မကောင်းတဲ့ရလက်တွေမကောင်းတဲ့တရင်တွေမကောင်းတဲ့အခြေအနေတွေကိုဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်အကြောင်းတော့မိမိဒီအရှိလာတွေမှာကောင်းတာလုပ်ခဲ့တာစုရလုပ်ခဲ့တာပေါ့မူတည်ပြီးတော့မှတော့ဒီလှုပ်ရှားရှိရလှုပ်ညင်ရှားရှိရအောင်ညီမတို့ကျွန်တော်နေပြောခြင်းတယ်အကယ်၍ ဒီစနေသားသမီးတွေထဲမှာပေါ့နော်ဒီဒူးစရိုက်နဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ဒီဥပဒေနဲ့မညွန်းတဲ့ကိစ္စတွေလုံနေရမျိုးရှိတယ်ဒီလမှာလုံးဝလုံးဝငြိမ်လိုက်ပြီးရောလုံးဝလုံးဝမသိချင်အောင်ဆောင်နေရအသိတ်တော်ဆုံးပဲအဲ့လိုမျိုးမဟုတ်ပဲနဲ့ဆိုရင်တော့မိမိကအရင်လာတဲ့အတိုင်းပဲဆိုပြီးတော့နေမယ်ဆိုရင်တော့အဲ့လိုပြက်နာတက်တာမျိုးနောက်ဒီအမှုခင်းကြုံရတာမျိုးနောက်ထောင်တန်းကြတာမျိုးထိပါဖြစ်လာတတ်ပါတယ်အေးကောင်းတဲ့ကိစ္စတွေကိုလုံနေသူမမြအောင်ဒီလကာစပြီးတော့ကောင်းတဲ့ရာမမြအောင်လုံးစရာရှိအောင်လုံးသွားစရာရှိအောင်သွား အားကြာရှိအောင်လား AAC ပဲဖြစ်အောင်နဲ့တမ်းမယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဟိုဥပဒေနဲ့မညီတဲ့ကိစ္စတွေလုပ်မယ်ဒါဒါဒါရင်ဒါဒီလမလုံးလုံးအညီမှာလို့ကျွန်တော်အနေနဲ့ပြောချင်တာပေါ့နော်ဒီနောက်တစ်ချက်ကျတော့ပါလဲဆိုတော့ဒီလမှာမိမိဒီသရေသားသမီးညာအနေနဲ့ပေါ့နော်ဟိုတိတိတာတာကြီးပေါ့နော်သူတပားရဲ့ရန်လိုမှုတိုက်ခိုက်မှုတွေအောင်လန်းနေနဲ့တိုက်ခိုက်ရတာမျိုးတော့အလိုလိုနေနဲ့ထိုင်နေနဲ့ကန်ဆိုးတာမျိုး ထိုင်နေနဲ့အဲ့လိုပင်ပန်းတာမျိုးချိနေတာမျိုးအဲ့လိုအခြေအနေမျိုးတွေကြုံတွေ့ရမှုရှိပါတယ်အကြောင်းမူဒီလမှာတလိုက်လာပါဘောနော်ဖရာတရားများများအားကိုးပြီးတော့မှဟိုရန်သူမများအောင်ရန်မများအောင်ဒီထိုင်တက်ဖို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့မိမိကသူတစ်ပါးရဲ့ကြောက်တုံးမှုကိုခံရတတ်တယ်ဟိုပြောချင်တာကြောင့်ကိုယ့်အကိုအေးစိနေတာပဲအဲကိုယ်ကဘလိုင်းအတိုင်းခံရပြီးတော့ဆွတ်စီခံရတာမျိုးမပြတ်နာတတာမျိုးရဲတွေနဲ့ဖြေရှင်းရတာမျိုးလည်းကြုံတွေ့ရဖို့လည်းရှိတတ်တယ်အကြောင်းမူတလိုက်လောက်လေးပေါ့နော် ကော့ကိုအေးအေးဆေးဆေးလေးနဲ့ကို့ဘဝလေးနဲ့ကို့အချင်းလေးနဲ့ကော့ကိုနေတတ်ခြင်းကမိမိကီးရဲ့ကောင်းကျိုးကေကိုဖြစ်ပေါ်လာစေတတ်ပါတယ်။နောက်အချင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့အချင်းကတော့ဒီလမှာပေါ့နော်ဒီဒီအချင်းနဲ့ပတ်သက်ပြောရမယ်ဆိုတော့ဒီကိုကဟိုအချစ်သက်တွေ့တာမျိုးကြောင့်မလို့မိမိရဲ့ဒီချစ်သူလေးနဲ့ရီးစားဖြစ်ရီးစားတွေနဲ့တက်နာတက်တာမျိုးဟို တော့ကျွန်တော်တို့ရည်စားရှိတယ်ရည်စားရှိတာနဲ့เนาะချစ်တဲ့တွေ့တယ်ဆိုပြီးတော့မှရည်စားနေပြန်လာတက်ကိုချစ်တဲ့ရတာဆိုလည်းမရဘူးအဲ့လိုမျိုးပေါ့เนาะနှစ်ခုသားပြာများတဲ့ကိစ္စတွေဒီလာမှာဖြစ်ပေါ်လာတယ်အဲ့လိုဖြစ်လာပြီဆိုတော့ဘာမှမရဘူးပလဲမရဘူးဒီပလဲမရဘူးအဲကြောင့်မလို့ควายเนี่ยควายเนี่ยဆိုရင်ပြက်တာ꿰လိုက်အေးအဲ့လိုမ꿰ဘူးဆိုရင်တော့အဲ့လိုနေလည်းနှစ်ဖက်နေတဲ့ကိစ္စတွေလုံးဝလုံးဝမလုပ်ပါနဲ့ဟိုပြက်နာကြီးကျက်တတ်ဖို့ရှိပါတယ်လို့ကျွန်တော်နေပြောချင်တယ်ပြောချင်တာဒီလာဒီ စနေသားသမီးများတဲ့ဂုံသိက္ခာပိုင်းနဲ့ပတ်သက်ပြီးတော့အကြီးကြီးထိခိုက်တာမျိုးထိကျေနစ်နာရတာမျိုးရှိတတ်တယ်။အကြောင်းလို့ဘာပဲလို့စီပွားရေးရောလူမှုရေးရောနော်အပေါင်းအသင်းရေးရောအခြေရာမှာ strike လောက်ဒီလမှာကိုကစုံတစ်ခုခုအမားကျွလို့နာတာရှိရဆိုတော့ငြိမ်လိုက်နော်လူတိုင်းမှာတော့အမားဆိုတာရှိတယ်။အဲ့အမားကသိသိရနေပြီးအကြီးကြီးဖြစ်သွားပြီးတော့မှကိုကိုဒုက္ခရောက်စေတဲ့အရာတွေဖြစ်လာတတ်တယ်။ကိုကိုဘာနဲ့မှခြေပကံလက်မကံဖြစ်ပေအဖြစ်ဖြစ်ပြမျိုးကြုံရတဲ့ပုံရှိပါ နောက်ကြတော့ဗာလဲဆိုတော့ကျမ်းမိုင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျမ်းမိုင်ကကြတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေဆိုရင်အမျိုးသမီးနဲ့ပတ်သက်တဲ့ယောဂါတွေသွေးယောဂါတွေအမျိုးသားတွေဆိုအမျိုးသားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်ပေါ်လာတတ်တယ်။နောက်စီးတွေစီလံကြောင်းတွေဒီခန္ဓာကိုယ်အောက်ပိုင်းတွေပေါ့နော်ဒီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီယောဂါတွေပြဿနာတွေပေါ်လာတတ်တယ်။ဟိုအဲ့ဒါတွေဟိုယူဆိုင်ပေးပါပေါ့နော်။နောက်ပြီးရခါကျတော့ဒီခေါင်းအလုံးမေးကြိုက်တဲ့ပိစာတွေရှိလာပြီဆိုတော့စေကစေကသာသွားဖို့ကျွန်တော်နေနေအကြံပြုလို့လေ။ ဟိုခေါင်းကိုက်နေတဲ့သူတွေခေါင်းအလုံးမဲ့ကိုက်နေတဲ့သူတွေအားလုံးစိတ်တောက်နေုံနဲ့မရလို့ကျွန်တော်နေနေပြောချင်တယ်။ဟိုအဲ့လိုမျိုးတွေဆိုရင်တော့ခွဲစိတ်ရတာမျိုးနော်အုံနောက်ပိုင်းဆိုင်ရာမပြတ်နာရှိတာမျိုးတွေရှိနေတတ်ပါတယ်။ဟိုအဲ့တော့ဒီလမှာစနေသားသမီးတွေပေါ့နော် ကောင်းကျင်တာရှိရကောင်းကျင်တယ်ဆိုရင်အကောင်းဆုံးကဘာသာရေးမများလို့ကောင်းဆုံးစကားကိုဆိုကောင်းတဲ့အလုပ်ကိုလို့ဟိုလူချစ်လူကင်များအောင်နေတော့မိမိပါပါလို့ဆိုတော့မိမိတခုခုပြက်နာတက်လာရင်မိမိကိုကူညီမဆမ်းမဲ့သူတွေကိုများများပေါင်းတာ အဲ့ဒါမှဒီလမ်းမှာအဆင်ပြေမယ်အဲ့လိုမျိုးမဟုတ်ဒီလမ်းမှာအဆင်ပြေပြီဟုတ်เนาะအဲ့တော့အဲ့လိုအဆင်ပြေကြဘူးလို့ဒီလမ်းမှာပေါ့เนาะသူနှမကိုသွားပြီးတော့အကြံပေးရမှာမဟုတ်နဲ့ကိုအကြံပေးလို့တစ်ခါရောက်သွားတာပဲရှိမယ်ကိုအကြံပြီးတော့ကောင်းသွားတာနဲပါပါလိမ့်မယ်ဟိုเนาะဒီမွေးချီရလည်းမလုပ်နဲ့ဒီလားရှိရမွေးပြလည်းမလုပ်နဲ့ကိုကလည်းသွားလည်းမချီနဲ့တော့ဒီလမ်းမှာအကောင်းဆုံးတော့ဗျာကိုရှိနေတဲ့ဟာလေးကိုပဲအဆင်ပြေလို့အပြည့်စည်စင်နဲ့ဟိုတိုးပေါအောင်လည်းမလုပ်နဲ့ဒီဟာလေးကိုပဲညှောင်းလို့ညှောင်းလို့တိုးအောင်လုပ်နဲ့เนาะ အဲ့လေးကိုကျွန်တော်ဒီမှာပြောချင်တယ်အဲ့တော့ဒီဒီလမှာပေါ့နော်ကောက်ဒီစနေသားသမီးများနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးနေရာလေးကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဟိန်းနူပေါ့နော်မဟာကာလီကျောင်းပေါ့နော်မဟာကာလီကျောင်းဒီမေရော်ကျောင်းတွေကိုသွားပြီးတော့အုံခွဲတာမျိုးအုံခွဲပြီးလှူဒန်းပေးတာမျိုးလုပ်ပေးပါပြီးရခါမျိုးကြတော့ဒီကျွန်တော်တို့ဒီမိမိတို့ရဲ့ပန်ဝန်းကျင်မှာပေါ့နော်အုံသီးရေငပြောသီးရေကိုလှူပေးပါ เนาะမျိုးရဲ့နီးစက်တဲ့ဆရာပတ်ဝန်းကျင်တွေရှိရအမကျွန်တော်မှမဟုတ်ဘူးမျိုးရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုဒီလိုဆရာတွေရှိရဆိုအဆရာတွေနဲ့ပတ်သက်ပြီးတော့မှကဲနေ့တည်းကွက်ထုတ်ကိုအုံပွဲပြောပဲပေးပါတယ်ပေါ်တော့ပဲပေးပါတယ်ဆိုပြီးတော့အဲ့လိုပွဲပေးပါ ပွဲများများပေးလိမ့်လာပါတောင်းနေပေးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကဲအားလုံးပဲအဆင်ပြေချုံးမိကြပါစေရလည်တောင်းနေရချင်ကြပါစေစိတ်ချမ်းသာကြီးကိုကြပါချင်ပြေဆုံးပါစေလို့ကျွန်တော်အနေနဲ့ဆုံးတောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ